လုံးမဲမင်္ဂလာပါရှင် MJ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆီယမခင်ခင်တို့ရေးသားထားပြီးဒုံဝစာအုပ်တိုက်ကနေထွက်ဝေထားတဲ့ရောင်ပေစုဝတ္ထုတို့များဆိုတဲ့စာအုပ်ထဲကတာလီဖောင်းဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်တာလီဖောင်းကြီးပင်ချောင်းမှာတယ်လီဖုန်းရောက်လာပြီဆိုတဲ့သတင်းကရွာမှာငကပွတ်အိုင်းလိုတစ်ချက်ဘွက်ကနေထလိုက်တာကလွဲပြန်ငြိမ်သွားတယ် ရွာကလူတွေကတယ်လီဖုန်းနဲ့အဝေးကြီးကိုတသက်လုံးတယ်လီဖုန်းမရှိဘဲနေခဲ့တာကိုပဲဘေကိုစင်ပေါင်ဆက်အနဲ့၄၅၆၀80ဒီလိုနေခဲ့ကြတာဆိုတော့အခုမှတယ်လီဖုန်းဆိုတာကြီးကကောက်ကငင်ကရောက်လာတော့ကဘယ်သူကတကူးတကပိုက်ဆံပေးဆက်နေမှာတော့အဲ့ဒါလိုတွေးတဲ့လူကြီးပဲဟုတ်တော့လဲဟုတ်ပါရဲ့သူတို့ရွာကြီးပင်ကြောင့်မှမဟုတ်ပါဘူးအနာနယံကရွာတွေလည်းဒီလိုပါပဲ တယ်လီဖုန်းဆိုတာလည်းခေါင်းထဲမှာမရှိဘူးဂျိုဒုဇလောင်းဆိုတာလည်းသူတို့ကိစ္စမဟုတ်ဘူးညက်စင်မီဆိုတာများတော့ရောက်လာမှတော့ကြောက်ကြသေးတယ်တက်လိုက်သေးတယ်ကြားဖူကြားထားကြတော့မတော်တက်လိုက်ရင်ဘယ်နဲ့လုံးမလဲဇံဘော်ဆိုတဲ့ကောင်ရွာမှာတာလီဖောင်းတက်ဖို့တော်တော်ကုန်တဲ့မိုက်လိုက်တဲ့ကောင်နဲ့တာလီဖောင်းတက်မလားကွနွားနှကောင်တောင့်တောင့်ဝဲတော့မပေါ့ရွာမှာတယ်လီဖုန်းရအောင်တက်သူကစံဘောဆိုတော့ တက်တူရွယ်တူတငယ်ချင်းတွေကစားပြီးဝေဖန်ကြတယ်။လင်သားတွေကဝေဖန်တော့မိမလုပ်သူတွေကလည်းဟုတ်သားပဲစံပေါ်လုပ်ချင်တာလုပ်တာကိစ္စမရှိပါဘူး။မယားအိုစာမကမတားတာခတ်တာဆိုတာမျိုးပြောလာကြတယ်။အိုစာမဆိုတာကိုစံမော့မိမနာမည်မဟုတ်ပါဘူး။ကိုစံမော့ထက်အသက်တော်တော်ကြီးလို့အိုစာမခေါ်ကြတာပါ။နှိမ်ခေါ်တာတော့လည်းမဟုတ်ပါဘူး။မိမအို မိမကြီးလှုပ်ပြီးကို့ထန်ငဲတဲ့လင်းကလှုပ်အောင်တော့မတားဘူးလားလို့ဆိုချင်ကြတာပေါ့လေတချို့ရွာကမိမတွေကကိုစံပေါ့ကုံဆိုင်နဲ့မကင်းကြတော့ကိုစံပေါ့မိမမဆံမီကိုရွာထဲကစကားတွေသွားပြောကြတာလည်းရှိတယ်တိပောင်အေးစံပေါ်ကတာလီဖောင်းတာလီဖောင်းနဲ့ဆိုတော့မောင်မင်းတဘောဆိုပြီးခွင့်ပြုလိုက်ရတာရွာတာလီဖောင်းရှိတော့ အရေးရဲ့အကြောင်းရင်းညာရင်ညာတာကအစချက်ချင်းသိရတဲ့ပြောတာပဲညီတို့လည်းသိတာပဲငါကရားလို့တောင်ကုတ်အားတာမှမဟုတ်တာမဆမီကလည်းလင်းဘက်ကလုံးလုံးခြေပဲမခြေနဲ့တလို့လို့ဆိုတော့ရွာကမိန်းမတွေကလည်းတပတ်ပခုံးပေါ်တင်းပြီးအသာပြန်လာကြရတယ်ကိုစံဘောကလူတစ်မျိုး လူကစုံမှောမှားတဲ့ကပေမဲ့လဲရီရာရီဖြုတ်ပြီးကုံစုံဆိုင်ကြီးဖွင့်ထားတဲ့သူဆိုတော့ မျက်စိရည်နားရည်တက်တယ်။မြို့ကို ကုံသွားချိန်ရတာအခောက်ခောက်ဆိုတော့မြို့ကလူတွေနဲ့ယဉ်နိနေတာကတကြောင်မြို့ရည်မြို့သွေးမြို့စကားမြို့လေတွေပါလာတာကတကြောင်မြို့မှာအသုံးတွင်ကျနေတဲ့တယ်လီဖုန်းတစ်နေ့တို့ရွာရီဖက်ကို ရောက်ရမှလို့စိတ်ကူးရှိတာကတကြောင်ကို သူစိတ်ကူးကတမျိုးဖြစ်နေတာမဆန်းဘူးနောက်ဆုံးရွာမှာတယ်လီဖုန်းပြောတာနဲ့စီးပွားမရှာခြင်းတောင် အနည်းဆုံးငင်းချင်လို့ပခုတ်ကူလို့မသွားပဲ မြို့စည်းတိရနေသလားလို့တွက်တဲ့သူဒီတော့ရောက်အောင်လိုက်တယ်ဆိုင်ရာဆိုင်ရာတွေကိုမင်းရမြန်းရတယ်တယ်လီဖုန်းဆိုတာမြို့မှာတော့ချက်ချင်းရဖို့လွယ်တာမှမဟုတ်ပဲတော့ရွာကိုရောက်ဖို့ဆိုတာတော့ရက်တဲ့ကြငါတင်တင်းနဲ့ငါကြောင်စားဆိုသလိုအဖက်မဆက်လောက်ဘူးဆိုတာလည်းသိပါရဲ့ဒါပေမဲ့သုံးရက်လဲတွေပုံးကြီးချင်းရတယ်လို့ပါပဲနောက်ဆုံးတော့လဲတယ်လီဖုန်းရလာတယ်ဖုန်းကြတဲ့နေပဲ မရနဲ့ရန်ဖြစ်တာပဲမြို့မှာတော့လေးငါအိမ်တာလီဖောင်တလုံးနဲ့ပါဗျာအိမ်ရှိစပွဲကလေးချခင်းပြီးတာလီဖောင်ချထားတာကစီဖော်ရေးဖြစ်နေမှတော့ကျုပ်တို့လည်းဝင်ငွေမကောင်းပဲရှိပါမလားမဆန်မီရမြို့မှာအဲ့တလောက်တာလီဖောင်တွေများနေမှာတော့ဘယ်သူကဘသူဘာကိစ္စနဲ့ဆက်နေကြတာတုံးမောင်မင်းဟာက ကုံလိုက်တဲ့ပက်စံရွာဒီကပိုးဆိုးတော်မပေါ်တာလီဖောင်စကားပြောဖို့နေနေတတမြင်အောင်မမြင်ဘူးတဲ့ဟာ မောင်မြင့်နဲ့ကိုစံဘော့မိမကကိုစံဘော့ကိုကို့ထက်အငယ်ဆိုတော့မောင်မင်းလို့သုံးနေကြခမားနားမလဲပါဘူးမဆံမေရရွာပြလက်လီဖောင်းတစ်ခါဆက်ရင်900ဆိုရင်အရေးအကြောင်းရှိလို့ဘယ်သူက900တတောင်းအကုန်ခံခྱི་ထထွားကြမှာတုံးတာလီဖောင်းမဲ့ဆက်ကြတော့မှာပေါ့ဗျာခမားကြည့်နေပါကျုံတို့တော့နားမလဲပါဘူးမောင်မင်းရဲ့ဝင်းမတန်စစ်ကဲထမင်းမတန်ထမင်းမောင်မင်းကောင်းရင် ြည်တာပါပဲအရေးတဲ့မယားမဆက်မေကတမောင်းလို့ကိုစက်မော့စိတ်ဆိုးချင်ပေမဲ့မဆိုးရဲဘူးမယားကကြားစီဖားစီပိုက်ဆံရှာတဲ့မိန်းမဆိုတော့သူ့ပိုက်ဆံရော သူ့ရွှေတိုးရွှေစားပါတာလီဖောင်းထဲဝင်သွားတာပဲလေဒီလောက်တော့ပြောမှပေါ်လို့တွေးပြီးဖြေတယ်ရွာကတော့အခုနာပြောသလိုပါပဲစိတ်မဝင်စားကြဘူးဘယ်သူကမှလည်းဖုန်းမဆက်ကြဘူးတို့အမျိုးတဲ့ဘယ်သူဘယ်ဝါတော့မြို့ရောက်နေတယ် ကြမ်းခန့်သား၏မตาဤနေရေးထိုင်ရင်အစဉ်ပြေဤမပြေဤမင်းအောင်မှာပါဆိုတဲ့လူကလည်းမရှိကြဘူးညူရောက်နေတဲ့ဆွေမျိုးတွေကလည်းကြီးပင်ချောင်းမှာတယ်လီဖုန်းရောက်လာပြီးဆိုတာမသိကြတော့ဘယ်သူကမှလဲဘယ်သူပဲวะတော့ခေါ်ပေးပါဆိုတာမျိုးမရှိဘူးဒီကြတဲ့ရွာခံပဲပွဲစားတွုံပွဲစားတွေကမုံတာတောင်အဖက်တင်သေးဖုန်းရှိတော့ညုတ်ပွဲယုံစည်းမေးဖို့လွယ်သွားပြီကို လောလောလတ်လတ်သာယူလူရေမလဲကြသေးလို့အကျွမ်းမဝင်ကြသေးလို့တံပိုးမတိကြသေးလို့မဆက်ကြဘူး။အော်ဘူးဆိုအောင်တော့။နောက်မှဒီတယ်လီဖုန်းကပွဲရုံစည်းကိုမိနစ်ပိုင်းအတွင်းသိနိုင်တာတွေဖြစ်တော့မယ်။ပွဲခအပြင်အတွင်းရသလောက်နှိုက်ချင်ကြလို့ပွဲစားလုံးမှတော့တီနိုင်တွေရဲ့မြို့ပေါက်စည်းမိနစ်ပိုင်းအတွင်းသိကြရင်သူတို့ဘဲနယ်လုံးစည်းခွာလို့ရတော့မှာလေ။ကိုစံဘော်ကိုမုံမုံနဲ့လာရမ်းကြတာလည်းရှိတယ်။ လာရန်ကြပေမဲ့ကိုစံမော်ကစိတ်မဆိုးပါဘူး။လေးအေးလေးနဲ့ဖြောင်းပြတယ်။တရက်တောင်တိုက်လွတ်လိုက်သေးတယ်။ငါညီတို့ရာမင်းတို့နှစ်နာရာကြီးမကြည့်ကြနဲ့လေကွာ။ရွာကမြုပ်တဲ့ရင်ဇင်းရင်တိလာကြတဲ့လူကြီးပါကွာ။ငါသားလီဖောင်းပြတနာမရှာကြပါနဲ့။ဒီခေတ်မှာတည်င်းတွေမြန်ကုန်ပြီကွာ။ဝဲစားတွေကလည်းကိုစံမော်တိုက်တဲ့အရက်တောက်ပြီးမှတော့ဖက်မပြောကြတော့ပါဘူး။ဒါပေမဲ့ကြာတော့ ိုစံမော်စိတ်ညစ်လာတယ်။မိမနဲ့အတိုက်ခံလှုပ်ပြီးထထောင်တဲ့တယ်လီဖုန်းရွာက စိတ်မဝင်စားတော့တနေ့လုံးနေလို့တပြားမှမဝင်တာကို မခံချင်ဖြစ်လာတယ်။အပြစ်တော်လည်းမတင်သားပါဘူး။တချို့များတယ်လီဖုန်းဆိုတာမြင်အောင်မမြင်ဘူးကြဘူး။တချို့ကတော့မြို့တွေရောက်ကြလို့ဝဲယုံတွေအဆက်အဆက်ရှိကြလို့မြင်ဘူးတာတော့ရှိပါရဲ့။မပြောဖူးကြဘူး။ဘက်နဲ့တယ်လီဖုန်းအသုံးမတည့်ရဘူးရဲ့လို့။ဘာများလွဲချော်နေပါလဲလို့လဲ။ ညာတိုင်းတွေးတယ်။စဉ်းစားကြည့်တော့လေရွာသူရွာသားများခင်ဗျာဘာကိစ္စတယ်လီဖုန်းဆိုတာကို လာမနေကြမှာတော့။ဒီတော့သူ့ဘက်ကတစုံစရာလုတ်ပြဖို့လိုပြီးဆိုတာတွင်းမိပြီ။မနက်မိုးလင်းတော့ရွာစောကိုကလားကိုခေါ်တယ်။ရေးထားတဲ့စာရွက်ပြပြီးညနေအခင်းတင်းချိန်မင်းစားပြီးလောက်လိုက်អော်กว่าလို့ခိုင်းတယ်။អော်က300ပေးတော့កូកလားကလက်ခံយោ។កូសံបော်ကသူ့សိတ်គូတော့ឆမပြပါဘူး។ ကိုကလာလက်ခံပြီးဆိုမှစမ်းအောင်အိုင်းနေကိုကလာကနေအောင်ပြကိုစံပေါ်ရကျုပ်ကဒီတိုင်းမအော်တက်ဘူးနည်းနည်းသွားချလိုက်အောင်မယ်ဆိုပြီးခဏပြန်နေနည်းနည်းလေးထွေလာမှတစ်ခေါက်ပြန်လာတယ်မင်းကလည်းကွာကြာလိုက်တာကိုင်အော်စံတပ်ပူရိဒနွယ်ဝင်းသူတော်စရာပေါင်းတို့ခမညာကျွန်တော်များကိုစံပေါ်ကကိုကလာပေါင်တစ်ချက်ရိုက်လိုက်ပြီးရက်ခိုင်းတယ် ငါမရေးတာအပေါ်မဖက်နဲ့ဘယ်မှာတပ်ပူရိတာနွဲဝင်ပါလို့တော့ဟာတရားနာဖိတ်တာမှမဟုတ်တာမင်းကြီးတော့ကြီးပင်ချောက်ရွာသူရွာသားများခင်ဗျာလှုပ်ဆမ်းမှာကိုကလားကစေတနာနဲ့ထဲ့អော်တာပါဇာရွက်အတိုင်းអော်ရတာမြန်လွဲလွယ်လေးပေါ့အတန်ပြာ၆၆နဲ့ထောက်អော်ကြည့်တယ်ကြီးပင်ချောက်ရွာသူရွာသားများခင်ဗျာကိုစံပေါ်မဆံမေတို့အိမ်မှာမနဲ့ပြန်ညက်နေ၆နာရီတရားတော်နာအဲ့လေ မုံလက်ဖက်သုံးဆောင်ရန်ကြောက်ရောက်တော်မူကြပါခမညာကိုအိမ်ကဆေးပလင်ဆေးထုပ်ဘဲပေါင်ချာနန်းပေါင်ချာများကအစ တပါတဲ့ယူဆောင်ခဲ့ကြပါခမညာကိုစံဘောကိုတိုင်က ရောစောကိုကလားအော်ပြတာကိုကျိနဲ့သွားတယ်ကိုကလားကို သူ့မိမရောက်တဲ့အထဲကစီးကရက်မိုးတက်တဘူးတောင်ပေးလိုက်သေးကိုစံဘောမိမကညဆောင်လန်းထူတာပါပဲမုံလက်ဖက်သုံးဆောင်ရန်ဆိုတော့ ရင်တဲကပါအုံးမာကိုဒီကြတဲ့ရွာစော်မောင်းခတ်ခအပြင်စီကရက်တဘူးတောင်ပါသွားလေရဲ့ညာဦးလူကြီးတိတ်ချိန်မှာရွာစော်ကိုကလာမောင်းတနောင်းနောင်းနဲ့ဗျိုးဟစ်တန်ကြတော့တရွာလုံးကနားဆိုင်ကြတယ်။ဆယ်ရီတရီကိုရီတရာမကြကောင်းမနာကောင်းများလား။ဘေကားမှဘာသာမှမကြဘဲနဲ့ကောက်ကညင်ကစော်တဲ့မောင်းဆိုတော့ဘာများပါလိမ့်ပေါ့။ ကိုကလားကတော့အိမ်မှာကလေးကအော်ရမဲစာကိုကြက်လာတာဆိုတော့စာရွက်တောင်မကြည့်တော့ပါဘူးကိုစံပေါ်တင်ပေးတဲ့အတိုင်းအော်ပါလီရော ကိုစံပေါ်တို့အိမ်မှာလက်ဖက်စာမုံစာ သုံးဆောင်ရန်ညနေ6နာရီကြွပါဆိုတာကတော့ထူးခြားတယ်ထားပါအောင်တော့မဆမ်းဘူးဒါပေသည့်ကို့အိမ်ကစေးပလင်စေးထုပ်ပဲပေါင်ချာနှမ်းပေါင်ချာများပါတပါးတဲ့ယူလာကြပါဆိုတော့ထူးဆန်းပြီဘယ်နဲ့တော့ ဆံမော်တယ်လီဖုန်းတုန်းကတခါသူများမလုပ်တာထလုပ်ပြီးပြီခုတခါလာပြန်ပြီတချို့ကလည်းရွာစောကိုကလာခုအိမ်အနာရောက်တခိုက်ခေါ်မိကြတယ်ဟလာမင်းပါရီအော်နေတာတော့မကောင်ရကြားသမုတ်လားကြားတာတော့ကြားတာပေါ့ကွာချီမင်းမေတာကဆံဘော်ကဘာလုပ်ချင်လို့မင်းကိုအော်ခိုင်းတာတော့မေတာယောမုံစာလက်ဖက်စာလို့ပါတာပဲ အေးပါဘာအတွက်လောက်တာတုံးကျွေးကျင်လို့နေမှာပေါ့ဗျာနို့စီပလင်းတွေဘောက်ချတွေကဘာကိစ္စယူရမှာတုံးအေးဗျအဲ့တာတော့ကြုံလဲမပြောတတ်ဘူးရဲ့ကိုင်းပါကွာသွားអော်ချေတော့អော်တာអော်နေဘာမှမင်းမရဘူးသွားတော့သွားတော့နောင်နောင်နောင်ជីပင်ချောက်ရာသူရာသားများခင်ဗျာနောက်တနေ့မှာတော့လှုပ်ကုန်ကြပြီညကတော့မောင်းစော်တာကြားရယုံကိုတအိမ်တအိမ်ကူးပြီးအကျိုးအကြောင်းမမေးတာခဲ့ဘူး မိုးလင်းတော့ကူးကြပြီ။ရာတဲ့ကိုင်းတဲ့မှာအချင်းချင်းမေးကြတယ်။ပိုပြီးတည်ချင်တာကဘောက်ချာတွေ ယူခဲ့ပါဆိုတာကိုပါ။တချို့ကလည်းကိုထင်ရကိုပြောကြတယ်။စံပေါ့မရမအော်စာရွဲ့တာနေမှာတာလီပေါင်းလောက်တာကိုမရလောက်သူကအောင့်တယ်ကြားတယ်။အောင်းအောင်ဟဆိုပြီးလူတွေထကျွေးတာနေမှာပဲ။စံပေါ်ကတော့လူတစ်မျိုးရဲ့လူကြည့်ပါလားဇုံဆောင်ဆောင်နဲ့ဟုတ်ပါပြီမရရွက်ကြွေးတော့ရွာစရတာပေါ့ ဘောက်ချာတွေကဘာလုပ်ဖို့တော့ကျုပ်လည်းတညာလုံးစဉ်းစားတာပဲမပေါ်ဘူးညနေကြမှကြည့်မလို့ပဲဒီလိုနဲ့ညနေဘက်ဇုတ်ကနေရောက်လာခဲ့တယ်လူတွေကသွားချင်ကြလာပြီနေမဝင်သေးလို့ဒါကိုလက်ဖက်စာဆိုတာတော့ထားဧကန်စာကိုဂတွင်ကလေးမြိန်အောင်စားရတာကို မုံစာကိုဘာမှမမ်းမသိကြတော့စုံစမ်းကြရတယ်ကျွေးမာကထမနေဆိုတော့ထမင်းမစားကြတော့ဘူးနေလုံးပျောက်တာနဲ့ပူဇံမော်တို့ဝိုင်းတိုင်ဖက် တပြောက်ပြောက်သွားကြပြီဖြာတွေကခင်းထလိုက်တာဝိုင်းပြေယူနေချန်အိုအကျန့်ပကံစိတ်လိပ်ပန်းတွေချထားပြီးသားထမင်းတွေကလည်းနှိုက်ပကံပြားကြီးတွေနဲ့ချထားတာများညီပဲနိုင်ချင်းရာသူရွာသားတွေကလည်းစားလိုက်ကြတာထမင်းလွတ်ထမင်းလွေးလိုက်တစ်ဖက်မြုံလိုက်လူများပြီလူငယ်မီဆိုတော့မှကိုစံဘော်ကထရက်တယ်ဒီလိုပြုတ်ကျုံတို့ကကျွေးတယ်မွေးတယ်ဆိုတာကကုသိုလ်လောက်တာပါ တာလီဖောင်ရောက်လာတဲ့အထိတ်အမတ်ပြောပါတော့မနက်ကဆုံးပါပို့လိုက်ပါသေးတယ်ရွာမှာတာလီဖောင်ရောက်လာတာခမရတို့ကုတို့ကန်ထူးတယ်မှတ်ကြပါအခုတော့စိမ့်သေးတာပေါ့ဗျာနောက်တော့ခမရတို့သဘောပေါက်မှာပါဒီတော့ကျုပ်ကဆေးဘူးတွေဆေးထုပ်တွေဘဲပေါချာနှမ်းပေါချာတွေမြို့မြို့ပွဲယုံကပေးလိုက်တဲ့ပေါချာတွေယူခဲ့ပါဆိုတာကအကြောင်းရှိလို့ပါဒီစကားရောက်တော့ ထမင်းစားနေကြသူတွေကလက်ဖက်စားနေကြသူတွေပါရက်ကုန်ကြတယ်။သိချင်တာကြပြီ။စံပေါ်ကသူ့စကားရက်ပြီးသူ့အိမ်ရှိချထားတဲ့တယ်လီဖုန်းဘက်ကိုလှမ်းကြည့်တယ်။တယ်လီဖုန်းကစပွဲပေါ်တင်ထားတာပါ။ကတော်ဝဲကြီးတပွဲထိုးထားတာကဖီးလို့ဖယောင်းတိုင်ငါးတိုင်လဲထွန်းထားသေးတာပါ။အမွှေးတိုင်တွေကဥထွက်နေတဲ့အမွှေးနဲ့တွေကတော့ကြိုင်းလို့။ကိုစံပေါ်ကတယ်လီဖုန်းစပွဲပြီးချထားတဲ့ကလက်တိုင်ပေါ်သွားထိုင်လိုက်တယ်။ လူတွေကိုလှမ်းကြည့်ပြန်ရောအဲ့ဒီမှာခေါင်းပေါင်းကြီးနဲ့ကိုဘောရှံကိုတွေ့တော့ကိုဘောရှံလာဗျာလို့လှမ်းခေါ်တယ်လူတွေကြားထဲမှာသူ့ရွေးခေါ်တော့ကိုဘောရှံကလည်းဘာတော့မှဆိုတဲ့ပြီးထလာရတာပေါ့ကိုဘောရှံကကိုဇံဘော့မိမမတ်ဆန်မီကုံစုံဆိုင်မှာအကျွေးယူနေကြငွေလှဲ့သုံးနေကြစိုက်ချိန်ပြိုးချိန်ဆိုရင်အတိုးနဲ့ငွေချင်းနေကြဆိုတော့လူနိုင်ဆိုပါတော့ထလာရောကိုဘောရှံအနားရောက်လာတော့ ကိုစံဘော်ကတယ်လီဖုန်းပေါ်လက်တင်လိုက်ပြီးကိုဘောရှံမြင်းချံမှာခမရပဲသွင်းတာဘဲပွဲယုံပြကိုဘောရှံကသူ့လက်ထဲကင်လာတဲ့ပွဲယုံပေါချကိုကြည့်ပြီးမှချက်တူရွေပွဲယုံလို့ဖြေတယ်ကိုစံဘော်ကကိုဘောရှံလက်ထဲပေါချကိုလှမ်းယူတယ်ပွဲယုံတယ်လီဖုန်းနံပါတ်ပါတာကိုနှကသုံးခါလှဲ့တော့ရတယ်နဲ့တူပါရဲ့ကိုစံဘော်ကလူတွေကြောင်းအော်ပြောတယ် Hello ချက်တူရဲပွဲယုံကလားကြီးပင်၆ကပါခမားတို့စီမှာပဲသွေးနေကြကိုပေါ်ရှံကစကားပြောချင်လို့တဲ့ခဏကိုင်းနာပါဗျာကိုပေါ်ရှံကိုတယ်လီဖုန်းခွက်လမ်းထိုးပြီးတော့ကိုပေါ်ရှံကမွေးနဲ့လှမ်းပြစ်လိုက်တယ်လို့တုံနေလေရဲ့ငါဘာပြောရမှာတော့စံပေါ်ရပြောစရာမရှိပါဘူးမင်းနဲ့ခတ်ပါဗျာခမားတို့ဒါကြောင့်တသက်လုံးပုတ်တိပုံမှမခွဲကြတာပြောပေါ်ဗျာအဲစီနှမ်းစီစက်သွန်စီ ခမားတို့ပြောတတ်အောင်ကျုပ်ကခဏိတမင်းစီစဉ်သားဩခဏလေးနော်လာပြီလာပြီကိုစံဘော်ကကိုဘောရှံကိုပညာလဲပေးတယ်လီဖုန်းကင်ထားတဲ့လူကိုလည်းတောင်းပန်ရင်ဇွတ်ထည့်ပြီးတော့မှကိုဘောရှံကတုံနေတဲ့လက်နဲ့လှမ်းယူတယ်တယ်လီဖုန်းခွန်နာနားကတ်တယ်ရွာကလူတွေကကြည်နေကြတာပေါ့ဘောရှံကြီးတော့ငင်းချံပွဲရုံနဲ့ဓာတ်ရိုက်စကားပြောတော့မယ်ပေါ့လေကျုပ်ဘောရှံရဲ့ပြောပါ ဘယ်နဲ့ပြောပါတော့ကို့ဘက်ကဆက်ပြီးပြောပါဆိုတော့ကို့ဘက်ကဘာပြောရမှာတော့ကိုဘောရှန်နေတော့ခတ်ပါဗျာပဲစီမေးလိုက်ကိုစံဘောကဝင်ဟောက်တယ်ကိုဘောရှန်ကတော့ထမင်းနဲ့တဆုံနဲ့အငေါက်ခံနေရတယ်။ဂိုင်းပါဗျာကြုံပြောတာလိုက်ပြောပါထွင်နေပေါ့ပြောလိုက်နန်းကြပဲစီလေလို့နန်းကြပဲစီလေအော်ဟုတ်ကဲ့လားဘဲဒီစိန်ဘယ်လောက်ပေါက်လဲဘဲဒီစိန်ဘယ်လောက်ပေါက်လဲအော်ဟုတ်ကဲ့လား တော်ဘက်ကကောပဲတော်ဘက်ကကောလုံးစင်စည်းလားပြွန်လားလုံးစင်စည်းလားပြွန်လားကျေးဇူးပါဗျာကျေးဇူးပါဗျာကိုစံဘော်ကကိုပေါ်ရှံမေးတတ်အောင်ကြောင်းပြီးတော့ကိုပေါ်ရှံကတန်ရောက်လိုက်ပေးတာပါဒီလိုမေးရင်ဒီလိုဖြေတယ်ကိုကသိချင်ရင်အဲ့ဒီလိုမေးရတယ်ဆိုတာကိုမင်းရဲ့ပြုတ်ရဲရှိအောင်သင်ပေးတာပေါ့လေကိုပေါ်ရှံကသဘောတွေကြနေလေရဲ့ဟုတ်သားဟဆိုတဲ့မျက်နာနဲ့ လူတွေလှမ်းကြည့်ပြီးပြောတယ်။လူတွေကလည်းကိုပေါ်ရှံမှတ်ချက်ကိုသိချင်နေကြတာပါပဲ။ဟုတ်သားကွာမင်းနဲ့ကျစ်တူရဲ့ပွဲရုံကပွဲကတော်ဒေါ်ဒုံမှနဲ့ပြောရတာ။အနားထိုင်ပြောနေတာကြလို့ဟန်ကြချက်တော့ကိုစံဘောကကိုပေါ်ရှံသဘောပေါက်ပြီးဆိုတာသိတော့လူတွေရှေ့မှာဂိုက်လုပ်ပြီးမေးတယ်။ဂိုင်းခုတော့ခမရတို့တောင်သူတွေပယ်စီနှမ်းစီပွဲရုံကိုမိတက်ပြီမဟုတ်လား။ ဘေးစီနန်းစီပြောမပြောပါဘူးကွာဒေါ်တုံးမကညင်းချံကသူတို့ဘုရားကိုးစုဝဲကြရင်ရွာကပဲတောင်သူတွေလာကြဖို့ပြောနေတာငါပြောတာမကြဘူးထင်ပါရဲ့ကွာသူကကြီးပြောနေတာပါကောင်းရောဗျာလူတွေကသဘောပေါက်ကုန်ကြပြီစေးပလင်းတွေစေးစာရွက်တွေဆိုတာကကိုတောက်တဲ့စေးတိုက်တယ်လီဖုန်းနံပါတ်တွေထည့်ရိုက်ထားတာဆိုတော့ဘင်းရင်းကိုဓာတ်ရိုက်ဆက်မေးလို့ရတာပေါ့တော်တူတောင်သားတွေဆိုတော့ တယ်လီဖုန်းဆက်ခိုင်းဖို့ဆိုတာတစ်ဖက်ကလက်ခံပြောမဲ့လူကလည်းရှိအောင်မကိုဒီတော့ဈေးတိုက်ဖုန်းနံပါတ်နဲ့ဆက်ပေးလိုက်ရောယောဂနဲ့ဈေးတဲ့လို့ရအောင်မင်းနိုင်တယ်လူရင်းကတယ်လီဖုန်းဆိုတာဒီလိုပြောရတယ်ဒီလိုဆက်သွယ်ရတာဒီလိုဖြေရတာအကျိုးအကြောင်းဒီလိုမေးရတာဆိုတာကိုသိရုံပါကိုပေါ်ရှံပြီးတော့လူလင်း900လောက်ဆက်ပေးလိုက်တော့သဘောတွေကြကြတယ်ဖုန်းမဆက်ခင်ဒီလိုဒီလိုပြောဆိုပြီး ပူဆန်ဘော်ကတင်ပြီးတော့ရုပ်ပြက်စင်ပြန်မနိုင်ကြတော့ဘူး။ခမရတို့ကဟဲလိုတလုံးသာဆောင်းထားဗျာ။ဟဲလိုပြောပြီးရင်ဟိုဘက်ကထူးတာနဲ့ပြောချင်ရပြောတော့ဟုတ်ပြီလား။ကိုင်းပြဆန်းခမရစီပလင်3ရက်1 4 5ပူဆန်ဘော်ကစီပလင်ဘော်ကနံပါတ်နှိပ်ပြီးခေါ်ပေးတယ်။ခဏနေတော့လက်ထဲထိုးပေးတာနဲ့လှမ်းယူပြီးပြောရော။ဟဲလိုကျုပ်ရဲ့ကြီးပင်ချောက်ကခမရတို့စီးစားနေတာ။ ကောင်းတယ်။ကျုပ်ခုတလောခားမြတ်တက်တက်ဖြစ်နေတာ။ဆရာလဲဆုံပြီ။ခမရတို့စေနှပလင်းငင်းချန်တောင်စီကဝဲပြီးရက်တာပဲ။အဆင်ပြေပါတဲ့။ဩအင်းအင်းရာကလူတွေကသဘောကြကုန်ကြပြီ။ဟုတ်သားပါလား။ဒီလိုဆိုတော့လဲမခက်ပါလား။အဝေးရောက်နေတဲ့ဆွေမျိုးသားချင်းတွေမာချောင်းတာချောင်းမေးချင်လို့သာရေးနာရေးဖိတ်ချင်လို့သင်္ဘောတဒံကားတဒံသွားเสียရမလို့တော့ဘူးပဲ။စံဘော့ကို ဝင်လင်း900ပေးလိုက်ရင်ပြောပါလိအနာထိုင်ပြောနေတဲ့အတိုင်းပဲလူသာမမြင်ရတာအတန်ကတော့ဟုတ်နေတာပဲရွာကလူတွေကတော့ပွက်စီပွက်စီဖြစ်ကုန်ကြပြီကိုစံဘောကိုတို့အထင်လွဲတာမှားပြီပေါ့လေရွာမှာတယ်လီဖုန်းရှိတာခကြီးကြုံတဲ့ကိစ္စပဲချက်ချင်းသိရတဲ့ကိစ္စပဲကိုနားနဲ့ကြားရတဲ့ကိစ္စပဲဘာမပြောရဲစရာရှိလဲသူတကာဒီလိုပြောနေကြတာဗီဒီယိုကားတဲ့ ပြောနေကြတဲ့နရက်ကွက်တုံးတူလေးလိုတော့မဟုတ်ပေသည့်ဒါလည်းပြောရတာပဲဒါကြောင့်ပြောတာကျုပ်ကဧကံမီထွေနှင်းလုပ်ပေးတာဗျာ။ gain ဖုန်းနံပါတ်ကိုကို့ဆွေကို့မျိုးကို့အတိမိတ်ဆွေတွေစီကတောင်းထားကြ။သူတို့ကလည်းကျုပ်ဖုန်းနံပါတ်ပေးထားကြ။ဒီထက်မြန်တာမရှိတော့ဘူး။ဖုန်းလာရင်ကျုပ်ခေါ်ပေးမယ်။လာခေါ်ခနင်းရင်တရာဝင်းရင်နရာရွာကျော်၃၀၀၄၀၀အကျိုးအကြံပြော။ လူရင်တရားရှင်ရင်နရာခမားတို့ကိုတိုင်ပြောချင်တာလာပြောလက်ပြောခတသက်ပေးရမယ်အကျိုးအကြောင်းပြောတရားရှင်ရင်နရာဆိုတာဘာတော့မစံပေါ်ရတဖက်ကပြောတယ်ဗျာဆိုပါတော့ကိုလှရွှေကိုဘာလေးပြောပေးပြန်ဇမ်းမဆိုရင်ကျုပ်ကလာပြောမယ်မာတာရှင်ရင်နရာပေးရမယ်ဒါပဲအဲ့ဒါဆိုတတတာသားပဲကွာတို့ကလာပြောနေရင်ပိုက်ဆံပို့ကြမှာပေါ့ဒါတော့ခမားတို့သဘောလीအ ဲ့ဒီညကတယ်လီဖုန်းဆိုတာကိုကြီးပင်ကျောက်ကတော်တော်သဘောပေါက်သွားကြတယ်။ဒီလိုနဲ့ဝဲယုံကိုဈေးစနဲနာကြတာတွေရှိလာတယ်။အဝေးကကိုဆွေကိုမျိုးကိုလူကြုံနဲ့ရာဖုန်းနံပါတ်ပေးလိုက်လို့ဆက်လာတာတွေရှိလာတယ်။ဆန်ဘောမောင်မင်းတာလီဖောင်းကဖုတ်ဝင်လာပါဘကော။မဆမေကတော့ချီကျူးလာရတဲ့အထီးပါပဲ။ရွာကလည်းဝမ်းသာကြတယ်။ဒီအကြောင်းပြောလို့ပဲမပြီးနိုင်ကြဘူး။ဒီကောင်တာလီဖောင်းရှိလို့ဟန်ကြတတ်တာရဲ့ ပြောရကြည်သေးပေါ့ကွာအမြုပ်ထွက်အောင်ပြောလိုက်စမ်းမယ်မပေးနိုင်တော့မဆန်မိကြွေတယ်ရောမှန်ယုံပေါ့ကွာရဲတန်းကြတော့လေမြို့သူမြို့သားများလို့တယ်လီဖုန်းနဲ့ဆက်သွယ်ရတဲ့အလုံမျိုးထောက်စင်ဘယ်လုံနိုင်ကြပါမလဲမိုးလင်းကမိုးချုပ်အမင်းတလုံးစားရဖို့ထွန်နောက်ရေးပါရင်းနောက်ထွန်ပါခါချိုအောင်လုံကြရသူတွေခမညာတယ်လီဖုန်းဆိုတာစိတ်ကူးထင်ရင်ကြရတာမှမဟုတ်တာပဲအရေးရဲ့အကြောင်းရင်းရှိတော့လေလူရောက်အောင်သွားကြတာများတယ် မန္တလေးမှာဘဲသူမမာလို့တဲ့မြင်းမူမှာဘဲသူလူလို့တဲ့စကိုင်းမှာဘဲသူရှင်ဝတ်လို့တဲ့စသဖြင့်ကြားရပြီဆိုတာနဲ့ရေးကြီးရင်ကြီးသလိုလူထပြေးကြတာပဲအေးလာနေမကောင်းမှုလို့လေသမားတွေကိုမှားလိုက်တဲ့ငါလိုက်သွားမှာပါအေးဒီကောင်မှကလေး၅ယောက်နဲ့လေးကတစ်ဖက်နဲ့ရွှေကျက်ရစိတ်ကမ်းမတဲ့ဒါလီဖောင်ဆက်လိုက်ပေါ့အေးမန်းလေးကခင်မောင်အေးဆက်မေးလိုက်သွားတဲ့တော့လေသွားပေါ့ မဖြစ်ပါဘူးအေးတကူးကမာလိုက်တဲ့ဟာကိုဒါလီပေါင်းဆက်မီးတဲ့ဖြစ်နေပါအောင်မယ်ညီအမချင်းလူမမြင်ရရင်စိတ်ဆိုးနေမှာပေါ့အေးဟုတ်လဲဟုတ်တယ်အကြောင်းကိစ္စအရေးကြီးလို့လူကိုယ်တိုင်ထမသွားနိုင်လို့ မသွားတာတော်သေးတယ်လူဂျုံလောက်နဲ့တရင်မင်းရင်တော်သေးတယ်တယ်လီဖုန်းကြီးနဲ့အသားလုံနေတယ်အဖြစ်မခံနိုင်ကြဘူးခရယကန်ရှင်ကခွန့်လွတ်တဲ့ထားအောင်ကြားရသူကကဲ့ရဲ့မှလဲစိုးရတာကို ဘက်နဲ့အီတာလီဖောင်းနဲ့ဝှကြေတန်းကြီးလမ်းမေးလို့ကောင်းရော်လားလောက်ကြတော့တာပါဒီတော့ကိုစံမော်မာကထင်တလောက်မကိုက်ဖြစ်နေတယ်မောင်မင်းမောင်စံမော်စတုံးလဲဆိုင်ရစီလဲဆိုင်ရမောင်မင်းဟာကဘယ်နာတော့မောင်မင်းဟာအဝင်တော့ရှိပါရဲ့အထွက်မရှိပါလားမဆံမီခနဲ့မဲဆိုလဲခနဲ့ချင်စီယာကိုမှန်လဲမှန်နေတယ်လီဖုန်းကစဆက်မဲ့သူမရှိပေမဲ့အဝေးကပြောကြတာကိုလက်ခံပြီးအကြောင်းပြန်ရတာတော့ရှိသား ါ။ဒါပေမဲ့ကိုရွာသူရွာသားတော့ပြေးပြောလို့ရတာပေါ့။တခြားရွာတွေကြတော့ပြေးပြောဖို့ခက်ကြောဒီတော့တစ်ဖက်စကားကိုမှတ်ထားပြီးလဲလူကြုံလူလူကြုံ စားလူကြုံနဲ့တဆင့်မှားပေးရတယ်။မာရာကတော့ဟုတ်ပါရဲ့။တဒင်းကသာရောက်သွားတယ်ပစ္စံကမရဘူး။ဘဲသူဘဲရွာကမှလယ်မြို့ကသတင်းပို့ပေးရှာတယ်ရဲ့လို့ပက်ဆန်လာပေးတာလည်းမရှိကြဘူး။ဒီတော့၎င်းနေရင်အယွန်းစူးနေတော့တာပါ။ဒီတော့ကိုစံမော်ကတမျိုးကြံရပြီလေ အဆက်မင်းကျုပ်တို့သားလေးပေါင်းကခမဲလုံနေပြီဒီတော့ကျုပ်တို့ခမဲပေးရမယ်လာပြန်ပြီဘာခမဲလဲအတန်ချဲ့ဆက်ခမဲတန်ချဲ့ဆက်ထားရမယ်အလိုတော့မောင်မင်းဟာကရှီတူးခလုတ်နောက်ဆုတ်တင်ပုတ်ပတ်စံထက်ထွက်မယ်ဟာတော့မစင်စားပါနဲ့တော့မောင်ခမရမလဲဥစ္စာချောက်လုံးတကိုးရလေမျောလေနဲ့လိုက်သားလီပေါင်းမျောရင် လော့စပီကာနဲ့လိုက်ုံပေါ့ဗျခမကြည့်နေပါပိုက်ဆံတွေဝင်လာစေရမဗျာ တကယ်လဲကိုစံပေါ်ထောင်ဖြစ်ပါတယ်။တန်ပိုက်လုံးတစ်လုံးရေကြီးတဲ့တူးမြုပ်ဝလုံးတစ်လုံးပိုက်လုံးတဲ့ထဲ့ဆွဝလုံးထိတ်ဟွန့်တက်ပြီးလှဲ့တော့အရှိအနောက်တောင်မြောက်အရက်ရှိမျက်နှာလှဲ့လို့ရကြော လာတာပါပဲသတင်းတွေ။ဟိုမြို့ကဒီမြို့ကကိုစံပေါ်ကလာတဲ့သတင်းမှတ်ထားပြီးပုံကြီးချဲ့တော့တာပါ။ပြောရမယ့်ရွာဘက်ဟွန့်ကြီးလှဲ့ကြောတပန်းကုန်းကကိုတင်မောင်ခမရဒါလီဖောင်းလာပါတယ်။ ခမရနဲ့မြို့မှာတွေးနေကြဝန်းနိုင်စီကခမရကိစ္စခမရအတိဆုံးပါတဲ့ခမရရှင်းမှဖြစ်မာတဲ့ပြို့ခမရတိချင်ရင်ငွေ900နဲ့အတူကြီးပင်ချောက်ကိုလာခဲ့ပါတန်းတူလေးပင်တန်းကတန်းတူမင့်မေချင်းနီဒီမှာပြောထားတယ်မင်းလာမှာပြောပေးရစီတော့လာဟေးအရေးကြီးတယ်မတ်ပူစုတေကန်ကမတ်ပူစုကြားသလားမန်းလီကငွေပို့တဲ့ကိစ္စတာလီဖောင်းလာနေတယ်အတန်ချဲ့ဆက်နဲ့ထဲပြောလို့မကောင်းဘူး အမြင်လာပါ။အုံနေကုန်းကကိုစာမိ။ကြားရအရက်ကအမြင်လာပါဗျို။မြောက်ဈေးတောင်ကမတ်တင်ကြီးကဆက်တဲ့ဆိုရင်ခမည်းသဘောပေါက်ပါ။မားကက်တာတွေအများကြီးပဲ။အမြင်လာပါ။လာလိုက်ကြတဲ့လူတွေကိုစံပေါ်ကအရေးမကြီးတာလဲအရေးကြီးတယ်လို့လို့လုံနေတော့မလာလို့ကလည်းမဖြစ်ဘူး။သိချင်တာကိုလာရမှပိုက်ဆိုင်ကလေးတွေကင်နာကြတာရွာပေါင်းစုံကလာကြတာဆိုတော့တနေ့တနေ့ရလိုက်တဲ့ပိုက်ဆိုင်တွေလူတွေက ကိုအကြောင်းသူများသိစေချင်တာမဟုတ်တော့ကြ བྱ ာကတိပြေးလာကြသူတွေကြီးပဲမဆံမီကတော့ဒီတကားချီးမွမ်းရှာတယ်မောင်မင်းမင်းကြောင်ကမင်းကြောင်ရုပ်ကကြွက်ခုတ်သားပဲမွန်ကြီးလှဲ့လဲနေရတာပင်ပန်းလှတဲ့ကွယ်မွန်လီလုံးတက်လိုက်ပါလားကွယ်တယ်မန္တလေးအိုက်ကွန်မဂ္ဂဇင်းတက္ကမ9ခုနှစ်စက်တင်ဘာနားဆင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်